ငလင်ပေးကြောင့်ကုညီကယ်ဆယ်ရေးအလုပ်တွေလုပ်ဖို့ဆိုပြီးဧပြီလ2ရက်မှာအပြည့်ရကြေညာထားတဲ့စစ်ကောင်စီတပ်ဟာနိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်။ဒီကြောင့်တော့မော်ရစ်ကပြောပြပေးမှာပါ။ငလင်ကူညီကယ်ဆယ်ရေးအတွက်အပြည့်ရက်မဲ့ကြေညာပြီးနောက်ပိုင်းစစ်ကောင်စီတပ်တွေဟာ Jet Fighter တွေ, Paramotor တွေ, Drone တွေသုံးပြီးလေကြောင်းကနေအကျဉ်68ကျဉ်တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ပြည်တော်စုဝန်ကြီးချုပ်ရုံးကနေ April 15ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဧပြီ3ရက်နေ့ကနေ17ရက်နေ့ထိရထားတဲ့အချက်အလက်တွေအရစစ်ကောင်စီတပ်တွေဟာတိုင်းနယ်ပြည်နယ်12ခုကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ပြည်သူပေါင်း64ယောက်သေဆုံးခဲ့တာ83ယောက်ဒဏ်ရာရခဲ့ကြပါတယ်။သေဆုံးသူတွေထဲမှာကလေးတွေအမျိုးသမီးတွေတပ်ကြီးရွယ်ဦးနဲ့ရဟန်းတန်ဃာတွေပါဝင်နေတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ်။ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေအပြင်နက်နက်ကြီးနဲ့ပြစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့မြေပြင်ကနေစစ်ကြောင်းထိုးတဲ့အတွက်ထိပ်တွေ့တိုက်ပွဲတွေလည်းရှိနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ထိုးစစ်ရဆဲထားတဲ့ကာလတွေမှာအကြမ်းဖက်စစ်အုပ်စုကအခုလိုလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေစစ်ကြောင်းထိုးမှုတွေကိုပြုလုပ်နေတာကြောင့်နိုင်ငံတကာအနေနဲ့စောင့်ကြည့်ရဲ့ရန်နေရာတစ်ခုကိုထူထောင်စောင့်ကြည့်ဖို့လိုအပ်မယ်ဆိုတာကိုလည်းသတင်းစကားပေးလိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ထုတ်ပြန်ချက်ထွက်လာပြီးမှကြံအကြက်နှစ်မှာပဲခရင်ပြည်နယ်ကော့ဂရိတ်မြို့နာကကြေးရွာတွေကိုစစ်တပ်ကလေကြောင်းကနေပုံလာကျဲသွားလို့ဒေသခံတွေထိခိုက်သေဆုံးမှုတွေရှိနေပါတယ် အာရှလမ်းမကြီးကိုပြန်ထိန်းချုပ်ဖို့စစ်ကြောင်းထိုးလာတဲ့အောင်စရာစစ်ကြောင်းနဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်နေတာဖြစ်ပြီးယနေ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကော်ဝါလယ်ရေပူငားတိုင်လှိုင်ခွဲဂျုံဒိုးနာတဝိုက်ကဒေသခံတွေဟာရှောင်တိန်နေရတယ်လို့ဒေသခံတို့က DBB ကိုပြောပါတယ်။လက်ရှိအချိန်မှာလည်းလက်နက်ကြီးတွေနဲ့ဆက်လက်ပစ်ခတ်နေပြီးဂျိုင်းမြင့်တရားကိုပိတ်ထားတဲ့အတွက်ထပ်ပြေးတင်းရှောင်လာတဲ့သူတွေဟာကော့ကရိတ်မြို့ထဲမှာပိတ်မိနေတယ်လို့ဆိုပါတယ်။စစ်သားတွေအင်အားတိုးလို့အင်အားတိုးပြီးတော့ အဆက်လမ်းကြောင်းသူရှင်းရှင်းလို့အောင်ဒီရေပေါ်အဲဒါရွာဘချမ်းသူဥတီပြီးတော့ချာရွာဘချမ်းအိတော့ချောင်းရွာရောကော်ဝါလဲလို့ရေပူလို့လိုင်ကွဲလို့အဲ့ဒီငါးတန်းလို့အဲ့ဒီဘချမ်းမှာလေးလချောင်းတော့ပြောတော့ခံအောင်ပေါ့ဟိုတော့ချောင်းတလလုံး လက်ရှိတကြံကာလအတွင်းမှာလည်းငလင်တန်အကြီးမားဆုံးခံခဲ့ရတဲ့စကိုင်းတိုင်းနဲ့မန္တလေးတိုင်းတွေမှာလည်းလေကြောင်းကနေတိုက်ခိုက်ခံနေရတဲ့အပြင်ရခိုင်ချင်းခရင်ပြည်နယ်တွေဘက်မှာပါဇက်တိုက်တိုက်ခိုက်ခံနေရပြီးလူသေဆုံးထိခိုက်မှုတွေရှိနေပေမဲ့အတိအကျမသိရသေးပါဘူးကျွန်တော်မော်ရစ်ပါ